မင်းတို့ကောင်တွေကပညာမရှိမတတ်တဲ့ကောင်တွေပညာမမဲတဲ့ကောင်တွေပြီးရင်တန်းပညာတော့မှဘာမှမတတ်တဲ့ကောင်တွေအဲမင်္ဂလာပါအဲကျွန်တော်အခုပြောချင်တာတပ်မတော်နေရံပွဲပေါ့တပ်မတော်နေစေးပြမဟုတ်ဘူးဒါတပ်မတော်နေရံပွဲသူတို့ကနှစ်တိုင်းမှာအဲ့လိုပဲစေးပြလျှောက်ပြီးဟေးဆိုရင်ရံဖြစ်နေကြပါတော့ဒါပေမဲ့ဒီတစ်ခေါက်မှာလည်း ာကြီးကြီးမားမားဖြစ်တယ်လို့ပြောရမှာပေါ့အဲဒါကြောင့်မလို့ဒါသတင်းတွေပါရတဲ့အထိပါလာတယ်ဒါဟိုဘက်ကတော့ဖင်ပိတ်ညင်းနေတာပေါ့လေနော်တလက်စတယ်ဒါကျွန်တော်အခုဆိုရင်အခြားတနေရာကိုကျွန်တော်ခီးထွက်နေတဲ့ပုံစံဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တယောက်တည်းတင်ဆက်နေတာဖြစ်ပါတယ်အဲ့တော့ဒါပြောကြမယ်ပေါ့နော်ဒါတမတော်နေ့ရံပွဲကြောင့်ပြောကြမယ်ပေါ့နော်အတက်မတော်လေးစေးပြစစ်ကြောင်းပါတဲ့ဒါအရာရှိရင်လည်းအဲဒါအခြားစစ်ချင်းချင်းပေါ့နော် ရံဖြစ်ကြတယ်ထိုးကျိတ်ကြတယ်ဖြစ်တာည10နာရီဝင်းကျင်လောက်မှာဖြစ်တယ်ဖြစ်တဲ့နေရာဒါတဲခွေ3ဆိုပြီးတော့လေပေါ်ပြထားတယ်အဲ့တော့အိတ်ဆောင်လိုက်ရာကနန်းလောက်ရှိတဲ့ဒါစစ်သားတွေอ่ะဗောနော်အချင်းချင်းခြားကြတာခြားကြတယ်တစ်ဖက်နဲ့တစ်ဖက်ခြားကြတယ်အဲ့ထဲမှာဒါ okay တွေဒုတ်တွေသုံးပြီးတော့ပြင်းကြတယ်ဗောနော်စစ်သား15ယောက်လောက်ကခေါင်းခွဲတယ်အဲ့ထဲမှာ3ယောက်လောက်ကတော်တော်ကိုစိုးရင်ရတဲ့တန်ရာရသွားတယ်အဲကျန်တဲ့15ယောက်ကတော့ဒါမစိုးရင်ရတန်ရာပေါ့လေနော်ဒါပေမဲ့လေ ခေါင်းခွဲတဲ့အဆင်ဖြစ်သွားတယ်။အဲ့ထဲမှာဒုတိယဘုံကြီးတယောက်ပေါ့နော်။သူကရိုက်ခံရတယ်။မျက်နှာတွေပါလေဖူးရောက်နေတဲ့အဆင်တွေတိဖြစ်သွားတယ်ပေါ့နော်။အဲ့တော့အဲ့လိုဖြစ်တဲ့အခြေအနေကိုဒါဖျံပြေဖို့အတွက်ကိုဒါအကြံဖတ်နေနေတက်ကဒါလုံချိုရင်အဖွဲတွေကိုခေါ်ပြီးတော့ထိမ့်သိမ့်ရတယ်ပေါ့နော်။ဖျံပြေရတယ်အဲ့ပြောအဲ့အဖွဲတွေကဒါကျင်ဆက်တွေပါတွေပါတို့ပြီးတော့ကျင်ဆက်တွေပါနေပါတို့ပြီးတော့ပြန်ပြရတဲ့အဆင့်တွေဖြစ်သွားပါလိမ့်နော်အဲ့တော့ဒါစီအေးပြအခမ်းအနားဆိုတာမင်းအွန်လိုင်းတက်အတွက်တော့ဒါဟန်ပြတသက်ပဲ ပြီးတော့ဒီဆေးပြခန်းသားမှာပါဝင်ပြီးတော့ရှောက်နေပါလေဆိုတော့ချင်းချင်းမြန်တက်တယ်ဆိုရင်သူကဘယ်လိုလဲဆိုတော့တိုက်ခိုက်ရေးပေါ့နော်ဒါသူတို့ရှေ့တန်းထွက်နေတဲ့နေရာမျိုးတွေစစ်စင်ရေးထွက်နေတဲ့နေရာမျိုးတွေအဲ့လိုနေရာမျိုးတွေမှာပင်မန်းခက်ခဲကြမ်းတမ်းပြီးရင်ဒေမာကြောက်လို့အခုနေထားကနိုင်ငံလုံးအတိုင်းတာနဲ့အာဒါပြင်းနေကြတာဆိုတော့သူတို့အတွက်စစ်စင်ရေးထွက်တဲ့နေရာတိုင်းကခက်ခဲကြမ်းတမ်းနေရာပေါ့လေနော်အဲကြအဲ့လိုအခြေအနေကနေပြီးတော့ရှောင်ကျင်တဲ့သူတွေ ရှောင်ကျင်တဲ့သူတွေကဒီဆေးပြခန်းတော်ရှောက်ကြတယ်ဗောနော်ဒါအရင်တော့အဖြစ်စင်ပေါ့လေနော်အခုတော့လေဒါတော်တော်ကြီးကိုဒါနောက်တန်းမှာအင်အားမရှိတဲ့အတွက်အဲ့လိုလူတွေခေါ်ချင်မှတော့ခေါ်မယ်ဒါပေမဲ့အရင်တော့ကပုံစံမျိုးဆိုရင်တော့သူအဲ့လိုသွားကြတယ်အဲ့အဲအကြောင်းမလို့ပဲဒါဆေးပြခန်းတော်ပါဝင်ရှောက်ဖို့အတွက်ကိုသူကမပါပါအောင်ဒါနောက်တန်းနဲ့လိုက်ညှိရတာမျိုးတွေရှိတယ်အရင်မောင်းကိုက်တဲ့သူတွေဆိုရင်သူကပျော်နေတာဗောအဲ့သူတို့ပြန်ရမယ်ဗောနော်ဘာလို့လဲဆိုတော့သူကအဲ့ဆေးပြခန်းတော်သွားရှောက်တယ်ရှောက်ပြီးသွားပြီဆိုရင်သူကဒါပြီးသွားပြီဆိုရင်သူကအိမ်ကိုခွင့်ဆယ်ရပြန်ရတယ်ဆိုပြီးတော့တတ်မှတ်ပြတာရှိတယ်ဒါပေမဲ့အခုချိန်ကြီးကတော့အဲ့လိုတော့မဖြစ်တော့ဘူးဗောနော်အဲ့သူတို့အတွက်က နေရာတိုင်းမှာစစ်စင်ကြီးရခက်ခဲတဲ့ဂျန်နန်းနဲ့ပြင်သူတို့အတွက်အသေးပြောက်များနေတယ်။အင်အားလိုအပ်ချက်တွေအများကြီးရှိတယ်။ဒါကြောင့်မလို့လဲပါဆလို့အင်အားတွေကိုတုံးပြီးတိုက်နေရတော့အဲသူတို့အနေနဲ့ဒီဟာကိုတော့အရင်လိုတော့တတ်မှတ်ချက်ထားထားနိုင်မယ်မထင်ဘူးပေါ့နော်။နောက်တစ်ခုကတော့ဒါသူတို့အတွက်ဟန်ပြတက်တက်လောက်တဲ့ဟာပေါ့လေနော်။သူတို့မှာစင်အင်အားဘလောက်တောင်ရှိတယ်။လက်နက်တွေအနေနဲ့ဘာတွေရှိတယ်။ခိမိလက်နက်တွေဘာတွေရှိတယ်ဆိုတဲ့ဟာပေါ့။ဒါဆိုရင်ဒါသူတို့အချိန်ကြီးလောက်တာဖြစ်တယ်။အဓိကတော့ဒါသူတို့နောက်ပိုင်းဆုတဲ့သူတွေပေါ့နော်အဲဆုတဲ့သူတွေစိတ်သက်ပြတ်ပြားတာမျိုးတွေဖြစ်နေတာတွေရှိတယ် ပြီးတော့ရှေ့ပိုင်းကာလမှာဒါသူတို့စစ်တပ်ထဲဝင်သွားတဲ့စစ်သားဟောင်းတွေရှိတယ်။အဲဒီစစ်သားတွေတောင်မှပဲစိတ်သက်တွေပြက်ရွံ့နေတာဖြစ်လို့သူစိတ်သက်တက်ကြွအောင်လို့ဘာမှကြောက်စရာမလိုဘူး။အဲငါတို့မှာခင်မီလက်နက်တွေရှိတယ်ဆိုတဲ့ဟာကိုအဲဒါသူတို့ကအဲဟိုဟာတရုတ်ပြနိုင်တယ်ပေါ့နော်။အဲဒီမှာကြည့်တွေ့လားငါတို့တပ်မတော်တွေနေဆေးပြအောင်ဘလို့ရှောက်သွားတာ။ဘာလက်နက်တွေထုတ်ပြသွားတာဘလို့အစ်စန်းတွေပါလာပြီဆိုတဲ့ပုံစံမျိုးကိုသူကအမြဲတမ်းစတန့်ထွင်ပြီးတော့လှုပ်ပြတတ်တယ်။ဒါကလည်းသူတို့အတွက်စိတ်သက်စစ်စင်ရေးအနေနဲ့သူ့ရဲ့စစ်သားတွေကိုစိတ်သက်မြင့်တင်ရေးအတွက်ပြန်ပြီးအသုံးပြုတဲ့နီလန်တစ်ခုဖြစ်တယ်ပေါ့နော်။ ။ဟုတ်ကဲ့ဒီလိုမျိုးဒါဆေးပြခန္ဓာလျှောက်ပါပြီဆိုတဲ့အချိန်မှာအခုလိုမျိုးရံဖြစ်တယ်ဆိုတာစမ်းတာတော့မဟုတ်ဘူး။ဒါအရင်တည်းကတော့ဖြစ်တာရှိတယ်။ဒီတစ်ခါတော့ကြီးကြီးမားမားပေါ့နော်။အကြအဲ့ဘာကိုပြရလဲဆိုတော့တို့အချင်းချင်းတက်တွင်းစီလုံးညင်ညူပြိုကွဲနေပြီဆိုတော့ဟာကိုလည်းပြတယ်။အဲဘာလဲဆိုတော့ဒါအချင်းချင်းကြားထဲမှာဒီလုံးဝတိုက်ပွဲတွေဘာတွေကြားထဲမှာတို့တွေပြောကြတယ်ဒါငါတို့ကဒီလိုမျိုးအဲဒီဆေးပြခန်းသားမှာမဟုတ်လို့ဖြစ်ကြတာတကယ်တိုက်ပွဲနေမြေထဲမှာဆိုရင်ငါတို့ကအချင်းချင်းစီလုံးနေလို့ဘာအောင်ညာအဲ့ဒါလကရှောက်ပြောတာ။ဘာဖြစ်လို့လဲဆိုတော့ဒါအခုလက်ရှိနေထားမှာကိုပဲ တနေရာမှာတိုက်ပွဲဖြစ်တယ်နောက်တနေရာစစ်ကြောင်းကိုစစ်ကူသွားခိုင်းတယ်အဲ့လိုမျိုးစစ်ကူမသွားကျင်လို့တက်တီတွေလိန်နေဖြစ်စင်နေရှောက်ပြတယ်နောက်ဆုံးသွားမသွားမဖြစ်သွားရတယ်ဆိုရင်နောက်မှာပဲအဲ့နေရာကိုမရောက်ရောက်အောင်သွားရမယ်ပေါ့နော်သူတို့တတ်မှတ်ပေးတယ်ဒါပေမဲ့မရောက်ခင်မှာသူကတိုက်ပွဲအဖြစ်ပြဘသူကမှသူတို့နဲ့တိုက်ပွဲဖြစ်တာမဟုတ်ဘူးဒါပေမဲ့အဲ့ခုနဖြစ်တဲ့နေရာကိုသွားရမှာဆိုလို့အဲသူတို့အချင်းချင်းဒါသူတို့မှရှိတယ်လက်နက်ခဲအနေနဲ့ပဲပစ်ခတ်ပြီးတော့ အပထက်ကိုစက်တင်နဲ့ခေါ်တယ်အာကျွန်တော်တို့ရထွီတင်မှုဖြစ်နေပြီကျွန်တော်တို့ရတိုက်ပွဲဖြစ်နေပြီဟိုနေရာကိုသွားဖို့တော့မလွယ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေဒါတို့တွေတမင်ကိုလှုပ်ပြတာမျိုးရှိတယ်အဲ့လိုဖြစ်စဉ်မျိုးတွေရှေ့မှာအများကြီးရှိတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်တို့မှာဒါအချင်းချင်းဒါစီးလုံးညီညွတ်မှုရှိမရှိဆိုတာကိုသိသားစေတယ်အဲ့တော့အခုဆိုလဲဒါအဲတက်တက်တာအချင်းချင်းဖြစ်ကြရလဲရှိသလိုခုနလိုတက်အချင်းချင်းတို့ဖြစ်ကြရလဲရှိတယ်ပေါ့ဆိုတော့အဲတဒက်နဲ့တဒက်တို့ကအမြဲတမ်းအပြိုင်ဆိုင်ရှိတယ်အပြိုင်ဆိုင်ဆိုတာကောင်းတဲ့ပြိုင်ဆိုင်ချင်းတော့မဟုတ်ဘူးတယောက်တစ်ယောက်နှိမ်ချတာပေါ့နော် လက်ယုံတက်ဖွဲ့ရဆိုရဆိုရင်ချင်းလင်တက်ဖွဲ့ရကောင်တွေကိုမင်းတို့ကောင်တွေကပညာမရှိမတက်တဲ့ကောင်တွေပညာမမဲ့တဲ့ကောင်တွေပြီးရင်တန်းပညာတော့မှဘာမှမတက်တဲ့ကောင်တွေအဲငါတို့ရဲ့လက်ယုံတက်ဖွဲ့တွေဆိုတာရေတို့လေတို့ဆိုရင်ပူဆိုးတော့ပေါ့နော်အဲသူတို့ကဒါလင်းပညာသေးအုပ်စုဆိုပြီးတော့အဲပြန်ပြီးတော့အစင်းစင်းနှိမ်ချဆက်ဆံတာမျိုးတွေရှိတယ်အဲဥစ္စာတွေကလည်းဒါတဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့အခါအခုလိုအစင်းမျိုးတွေဒီဖြစ်တယ်အခုဖြစ်တဲ့အကြောင်းရင်းကလည်းဒါမျိုးပုံစံမျိုးတွေဖြစ်ဖို့ပုံများတယ်ပေါ့နော်အဲကြတော့စက်တက်ထဲမှာတင်ပြပေးရချို့မကောင်းတဲ့ဟာတွေရှိတယ်ပေါ့နော် ဒီကတော့အဲတရားအောင်နဲ့ဖြစ်တယ်ဟေ့ဆိုရင်ကိုယ့်ဘက်ကနေပြီးဘလို့လောက်ရမယ်ဘလို့ကန်ရမယ်ဘလို့စော်ပလိုက်ရမယ်ဆိုပြီးတော့လောက်ကြရရှိတယ်ဒါပေမဲ့တို့အချင်းချင်းကြားထဲမှာဖြစ်တဲ့အချိန်မှာဒီလိုဖြစ်ရှင်းတာကတော့ကျွန်တော်တို့ကတော့ဝမ်းသာစရာပေါ့နော်ဘာမှမလုပ်ရဘဲနဲ့ရန်သူအင်အားအခုလိုမျိုးပြုံးတည်တယ်ဆိုတာလေကျွန်တော်တို့တော်တော်ကောင်းတယ်ပြီးတော့တို့ရဲ့အခြေအနေမှန်တွေကိုကျွန်တော်တို့တွေသိရတာပေါ့နော်အဲပြီးတော့တို့အခုလိုမျိုးဖြစ်တဲ့အချိန်မှာအိုကေတွေဒုတ်တွေသုံးတယ်ပေါ့နော်ကျွန်တော်ကတော့အတူတွေရှိတွေသုံးစီနေတာပေါ့နော်ဒါဒါမှဒါကျွန်တော်တို့ဒါမွေးငါးတွေပါတွေပါဖြစ်ပြီးတော့စားရမှာပေါ့လေနော် အဲ့တော့အဲသူတို့အချင်းချင်းကြားထဲမှာဒါစီလုံးညင်ညွတ်မှုတွေပြိုကွဲလာနေပြီဆိုတာကိုပြတယ်ကျွန်တော်ပြည်ထက်တပ်ဖွဲ့တွေနဲ့လုံးဝရှင်းလို့မရဘူးပေါ့နော်ပြည်ထက်တပ်ဖွဲ့တွေကျွန်တော်မြင်မြင်နေတွေ့နေရတဲ့တပ်ဖွဲ့ဝင်တွေအားလုံးကတယောက်နဲ့တယောက်စီစီလုံးလုံးညင်ညင်ညွတ်မှုညင်ညင်ညွတ်ညွတ်ရှိတယ်ပြီးတော့တယောက်နဲ့တယောက်အနစ်နာခံတယ်အဲတယောက်ကမဘိုးလေးရတယ်ဆိုရင်တော့မှအဲ့မဘိုးတယောက်တည်းသုံးတာမျိုးမဟုတ်ဘဲနဲ့အဲထားပါတော့တယောက်တည်းဆိုရင်ဒီမဘိုးတသိန်းကအများကြီးစားလို့ရမယ်ဒါပေမဲ့အားလုံးနဲ့မျှစားမယ်ဆိုရင်တယောက်ကိုစစ်လိုက်တစ်လိုက်ပဲရရရ ဒါမဲ့လည်းအဲ့ဥစ္စာကိုပို့ပြီးတော့ခုံဝင်ကြတယ်။အဲ့လိုမျိုးပဲဒါမျှပွေပြီးတော့စားတောက်ကြတယ်။အဲ့လိုမျိုးပေါ့နော်ချစ်ချင်းမြတ်တာရယ်ဆိုလည်းအဲ့လိုမျိုးတိဆောက်ထားတာဖြစ်တဲ့အတွက်တိုက်ပွဲနေမြေထဲမှာဆိုရင်လည်းအဲလုံးဝမရရအောင်ထိသွားပြီဆိုတာနဲ့မရရအောင်တက်ဆွဲတာမျိုးအဲကိုဒါတိုက်ပွဲနေမြေတွေကနေပြီးတော့ကိုစကန်တီရောက်အောင်မဖြစ်ဖြစ်အောင်ဖြစ်တဲ့နီးနဲ့တဲတာမျိုးဒါမျိုးရဲဘော်ရဲဘက်စိတ်တွေကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေပါပါအများကြီးရှိတယ်။တော်လိုင်းတက်ဖွဲ့ဝင်အားလုံးကအဲ့လိုပုံစံမျိုးပဲရှိတယ်။အဲကြခုနကလိုစိတ်သက်ပြတ်ပြားနေတဲ့သူတွေ အချင်းချင်းတော့မှခိုင်ရန်ဖြစ်ပွားကြီးကြီးမားမားဖြစ်တဲ့သူတွေနဲ့ကျွန်တော်တို့စီစီလုံးလုံးဖြစ်နေတဲ့ဒေါ်လိုင်းတက်ဖွဲ့တွေနဲ့ဒါနောက်ဖြစ်လာမဲ့တိုက်ပွဲတွေမှာပေါ့ဘယ်သူကပို့ပြီးတော့အရေးတာမလဲဆိုတာဒါလုံးဝပြောနေကြတာမလို့တဲ့အရာဖြစ်တယ်ပေါ့အဲဒီလိုပဲဒါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကတော့ဒါအရန်ဖိပိတ်ညင်းနေကြရှိတယ်ဒီဖြစ်စရာမဟုတ်ဘူးပေါ့နော်အခုလိုရေးသားတယ်ဆိုတာလိန်လေထားတာတော့ အဲပြီးတော့ဒါမင်းတို့တွေကစဉ်းစားညံ့တော့မရှိဘူးလားဒါမျိုးယုတ်တိမရှိတဲ့ဟာတွေနဲ့ဘာဖြစ်လို့လိုက်ဖွာနေတာလဲဆိုပြီးတော့တို့တွေဖိဖိတ်ညင်းနေတာရှိတယ်အဲ့တော့ကျွန်တော်တို့ကဝမ်းသာစရာကောင်းတာတို့တွေအဲ့လိုမျိုးညင်းပြီဆိုရင်အတိအတိုင်းပဲလေသူကဇော်လဲဇော်မဲလုံးရဲ့သားသမီးတွေဆိုတော့အဲ့လိုမျိုးညင်းပြီဆိုရင်ကိုပဲကျွန်တော်တို့ဘက်ကဒီဖြစ်စဉ်အမှန်ဆိုတာကိုယူဆလို့ရတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါတို့ချင်းချင်းကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့လက်ခုပ်တီးတယ်အဲတို့ချင်းချင်းအခုထက်ပိုဆိုးတဲ့အနေအထားမျိုးတွေနဲ့ အကွက်ကွက်အပြက်ပြက်ဖြစ်တာမျိုးကိုကျွန်တော်တို့ကပို့ပြီးတော့တောင်းတတယ်မျှော်လင့်တယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေလည်းထပ်ပြီးဖြစ်လာလိမ့်မယ်လို့ယူဆတယ်အဲဘာလို့လဲဆိုတော့သူတို့ချင်းချင်းကြားထဲမှာဒီထက်ပိုတဲ့စီလုံးညင်ညွတ်မှုပြိုကွဲတာမျိုးတွေကအများကြီးကိုတွေ့လာနေရတယ်အောက်ခြေဆင့်နေမဟုတ်ပဲနဲ့အထပ်ပိုင်းအကြီးကဲတွေကအစဒါမျိုးပုံစံမျိုးတွေဖြစ်နေပြီဆိုတော့ဒါကျွန်တော်တို့အတွက်ဒါဟာလေတကယ်ခွန်အားဖြစ်စရာသတင်းတစ်ခုလို့ဒါပြောရမှာပါနော်နောက်ထပ်သတင်းတစ်ခုကတော့ဒါဗဒန်ကပ္ပဆာ14ပေါ့နော်အဲအဲ့ဒီမှာဒန်ရရစစ်သားတွေအတွက်ဆိုပြီးတော့ဒါစိတ်ဆေးယုံနေတယ် ဆေးရုံနေအဆောင်နေကိုပို့ပြီးတော့တိုးချဲ့ပြီးတော့ဆောက်လုပ်နေရတယ်ဆိုတဲ့ဟာကိုကြားရတယ်ပေါ့နော်အဲအဲ့ဖြစ်စဉ်ဒီလိုသတင်းမထွက်ခင်ပေါ့နော်အဲ့ဘက်ကိုဒါအုတ်တွေသဲတွေကြောက်တွေဒါတွေကိုတဲနေတယ်ဆိုပြီးတော့ဒါဒီသတင်းကိုရတယ်ပြည်သူတွေကလာပြောဘူးလေအတူနဲ့ကျွန်တော်နဲ့တွေးတွေးကြတာပေါ့လေနော်အဖိုးကြီးအဲ့ဒါဘာဖြစ်မလဲအဲကျွန်တော်ကလည်းတွေးတာပေါ့အေးပေါ့နော်ဒါကပ္ပစားတွေကိုဒါအေးထိုးစစ်ကအဲ့ဘက်ဒီအချိန်မြင့်လာတာဖြစ်တဲ့အတွက်တော်လိုင်းတက်ဖွဲ့တွေတိမ့်မှာဆိုလို့တို့တွေခန်းစစ်တွေပြင်ဖို့လုံနိုင်တာဖြစ်နိုင်နေပေါ့နော် အဲဒါပါဒီအုတ်ထုံးသေးကြောက်တွေပေါ့နော်ဘာဖြစ်လို့လောက်တာလဲပေါ့နော်အင်အားတွေလည်းတိုးချဲ့နေအဲကိုယ့်အောက်တွက်ချက်ကြပေါ့နော်အဲကျွန်တော်ကတွေးတာတော့အကြီးကြီးတွေပေါ့ဟောဒီကောင်တွေဘန်ဂါတွေလုံနိုင်တယ်ကွန်ကရစ်ဘန်ဂါတွေလုံနိုင်တယ်အဲပြင်ခုနလိုပေါ့နော်ဆက်သွေးမြောင်းတွေလုံနိုင်တယ်ခန်းစိတ်ကြီးတွေတေချာပြင်နိုင်တယ်ချန်စီယိုတွေတေချာလုံနိုင်တယ်ဆိုပြီးတော့ကျွန်တော်ကအချင်းချင်းဒါသုံးသက်ကြတာပေါ့နော်လုံးဝတက်တက်ဆင်းအောင်လွှဲပါတယ် အဲ့ဒါဘာလဲဆိုတော့ဒါရရလူနာတွေမလောက်တော့လို့စေယုံအစ်တေစောက်တာဆိုပြီးတော့အခုမှပဲသိရတော့တယ်ပေါ့နော်လုံးဝဒါကျွန်တော်ရှိမှခံကမန်းခဲ့သမျှတက်တက်စီအောင်လွှဲတဲ့ဒီတကာပေါ့ဗျာဒါပေမဲ့ဒါကတကယ်ကိုအားရကြကောင်းတဲ့အနေထားဖြစ်တယ်ဒါပေမဲ့လည်း shape ပြောခဲ့သလိုပေါ့နော်ဒီခံစစ်တွေပြင်ဆင်နေတယ်ဆိုတော့တကယ်ကိုအမှန်ကန်ဖြစ်ပါတယ်အမှန်ကန်ဆိုတာပေါ့နော်တို့အမှန်ကန်ပြင်ဆင်နေတယ်ကိုပြောတာပေါ့နော်ဒါပေမဲ့လည်းတလိုင်းတစ်ဖွဲ့ကြီးကဘလောက်ပဲပြင်ဆင်ထားတဲ့ခိုင်မာခံစစ်ကိုပဲဖြစ်ဖြစ်အခုချိန်မှာအောင်မြင်အောင်တိုက်ခိုက်နိုင်နေတာကိုအလုံးလက်တွေပဲဖြစ်တယ်ပေါ့နော် ပြီးတော့အဲသူတို့ဘက်မှာအင်အားတွေတိုးပြီးတော့ဒါထပ်ပြီးတော့အင်အားတွေဖြည့်ပြီးတော့ဒီနေရာကိုလုံခြုံရေးယူနေရဆိုတာတွေကလည်းဒါတော်တော်ကြာပြီပေါ့နော်တော်တော်ကြာပြီ ပြီးရင်ပို့နေရဆိုတာလည်းတော်တော်ကြာပြီပြီးတော့ဒီအမ်ဒီအမ်ပဒန်းဆိုတဲ့စကားလုံးပါဗျာအေးအေးရဲ့ထိုးစစ်တွေကဒီအဲဒီဒါပြိမာတဲ့ကိုဥတီလာပြီဆိုကနေကအမြဲတမ်းမှကြားနေရတဲ့စကားလုံးဖြစ်တယ်အဲ့စကားလုံးကြားရတိုင်းမှာလေကျွန်တော်တို့ကတကယ်ကိုအားရစရာသတင်းတွေကြီးပဲပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟာအမ်ပဒန်းလမ်းမှာအာ ရခိုင်ဘက်ကိုစစ်ကူသွားတဲ့မြောက်လိုင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကဘလို့ဖြတ်တိုက်လိုက်တယ် အဲဘယ်နှယောက်တော့ဘလို့ဖြစ်သွားတယ်ဘယ်နှယောက်တော့ဖမ်းမိတယ်ဘယ်နှယောက်တော့တည်သွားတယ်ပြီးကားတွေဆိုဘလို့မှောက်သွားတယ်ပေါ့နော်အဲ့အမ်ဗရန်အမ်ဗရန်အမ်ဗရန်ဆိုတဲ့ဟာကကျွန်တော်တို့တည်တင်းကောင်းတစ်ခုလိုတော့ဖြစ်နေရပါဗျာအဲပြောရမယ်ဆိုဒီဒီစကလုံးကြားပြီဆိုတာ ਨੇ ကျွန်တော်ကတည်တင်းကောင်းမျောနေုံမယ်အဲတည်တင်းကောင်းနားတောင်နေုံမယ်အဲ့လိုပုံစံမျိုးထိဖြစ်သွားတယ်ဒါကြောင့်မလို့လဲအထီးကိုက်ကြဆုံးတွေကအရင်ထက်ပိုပိုပြီးတော့များလာတဲ့အနေအထားဖြစ်လာတယ်ဒါအခုလဲဒါ AR တိုင်းနဲ့ရခိုင်အဆက်တိုက်ပွဲတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ် အပြင်ဆက်ကစားဘက်ကအထူးကအကြဆုံးတွေများနေတယ်ဒါကတော့ထုံးစံကိုဖြစ်နေပြီပေါ့နော်အဲတေဆုံးသူတွေရဲ့မိသားစုတွေကိုအတိပေးတာမျိုးတွေတော့မရှိဘူးပေါ့နော်လုံးဝအတိမပေးဘူးအဲအချို့ဆိုရင်ဒါတလကြော်ကြာမှပြန်ပြီးအတိပေးတာမျိုးတွေပြန်တိရတာမျိုးတွေဒါတော့မှပဲဒါလာပြီးအတိပေးတာမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကိုပြန်ပြီးစုံစမ်းလို့တိရတဲ့အနေအထားမျိုးတွေလည်းရှိတယ်ပြီးတော့ထိခိုက်တန်ရာရသူတွေဆိုရင်ဒါလေးမျက်နှာငတိုင်းချောင်းပသိမ်စတဲ့ဆေးရုံတွေကိုပို့ပြီးတော့ကုသမှုတွေခံယူနေရတယ် ပြီးတော့ကျတော့ဒါတေဆုံးတဲ့သူတွေဆိုလဲဒါခိုးပြီးတော့ကြိုနေရတယ်ဗောလေနော်ပြီးတော့ဒါဗရောင်းမျိုးနယ်တိုက်ပွဲတွေမှာဆိုလဲအခုနပြောလို့ဗောနော်တေသွားတဲ့လူတွေရဲ့မိသားစုဝင်တွေကိုတလအကျော်ကြာမှသတိပေးတာမျိုးတွေအတိပေးတာမျိုးတွေရှိတယ်ဒါတော်သေးတယ်လို့ပြောရမှာဗောနော်တလအကျော်ကြာလောက်နဲ့သူတို့သိတာဒါပေမဲ့တချို့နေမြေတချို့ဒေသတွေမှာဆိုရင်နှစ်ပေါက်နေပြီသူတို့ရဲ့မိသားစုဒါစစ်သားလုပ်တဲ့ကောင်တွေဘယ်ရောက်နေလဲမသိတဲ့အနေအထားတွေဖြစ်နေတယ်တချို့ဆိုရင်အရိုးတော်ကြာနေပြီလုံးဝဘာမှ မလုံနိုင်ဘူးပေါ့နော်အဲအချို့ဆိုရင်မှန်းပြီးတော့အမျှဝေတင်ရတဲ့အနေထားတွေဖြစ်လာပြီမှန်းပြီးတော့တကြွရတဲ့အနေထားတွေအများကြီးရှိတယ်ဗျအဲ့တော့ပြောချင်တာဒီတလားကြော်ကြာမှသိရတယ်ဆိုတဲ့သူတွေကကန်ကောင်းပါတယ်လို့သူတို့ထက်ပိုဆိုးတဲ့သူတွေကနှစ်ပေါက်နေပြီဘယ်ရောက်နေမှမသိရတဲ့လူတွေအများကြီးရှိတယ်ဆိုတော့လေပြောချင်တယ်ပေါ့နော်အဲဒါပြင်ဒါဆုတ်ခွာထွက်ပြေးလာတဲ့ဒါဘယ်ကနေဆုတ်ခွာထွက်ပြေးလဲဆိုတော့ ARV တိုင်းဟင်းဒရခရိုင်ဒါအင်ကပူမြို့နယ်ပန်းတော်ကျေးရွာကိုဆုတ်ခွာထွက်ပြေးလာတဲ့ဒါစစ်ကြောင်းပေါ့နော်မြေအောင်လိုင်းစစ်ကြောင်းကိုသူတို့ရဲ့လေတက်ကပဲမှားယွင်းပြီးတော့ဘုံကျဲတဲ့ဖြစ်စဉ်လည်းဖြစ်တယ်ပေါ့နော် အဲ့ကြတခါလေးစဉ်းစားမိတာဟာမင်းတို့မှားရင်းပြီးဘုံကျဲတာတွေများလာရည်လားပေါ့နော်ဘာလို့လဲဆိုတော့သူတို့ဒီသတင်းတွေတက်လာတိုင်းမှာကြားလိုက်ပြီးဟေးဆိုရင်ဒါစစ်တပ်ကတော့လေကြောင်းပစ်ကူသွားတာလားသူတို့အဖွဲ့တွေကိုပဲဘုံကျဲနေတာလားဆိုပြီးတော့တောင်းထင်အောင်ထင်မှဖြစ်စေတယ်ဘာဖြစ်လို့ဆိုတော့သွားကြည့်လိုက်တိုင်းမှာသူတို့အဖွဲ့တွေပဲထိနေတယ်ပေါ့နော်အဲ့ကြ ဒီခါလေးကျတော့ကျွန်တော်တို့တွေးတာလေမှန်တယ်တယ်ဘာဖြစ်လို့လဲဆိုတော့ဆောက်ခွာကြီးထွက်ပြေးပြီဆိုပြီးတော့သူတို့ဘက်ကယူဆလိုက်တာနဲ့အဲ့ဒီလူတွေကိုလိုက်ပြီးတော့လက်ဆဖြောက်တဲ့အနေအထားမျိုးတွေကျွန်တော်မြင်ရတယ်ဒါချင်းဘက်မှာကြည့်မယ်ဆိုလဲဒါမျိုးဖြစ်စဉ်ရှိတယ် A ဘက်မှာရခိုင်ဘက်မှာကြည့်မယ်ဆိုလဲဒါမျိုးဖြစ်စဉ်ရှိတယ်ပေါ့နော်အဲပြီးတော့ဒါရှမ်းမြောက်ဘက်တွေမှာလည်းအဲ့လိုဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပြီးတော့အခုဗမော်ဘက်မှာဆိုလဲအဲ့လိုဖြစ်စဉ်မျိုးတွေကြားရတယ် ပြီးတော့ဒါအညာဘက်ဟိုနေ့ကဆိုရင်ဒါကျွန်တော်တို့ပြူခဲ့တဲ့ကိုစိုးအောင်တို့နှစ်ထိုးကြီးအဖွဲဆိုလဲဒါစစ်တုံမန်းနေထားတဲ့နေရာကိုပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့ပုံကျဲလို့ဒါတည်ဆုံးသွားတဲ့သူတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့ဒါကြောင့်သူတို့ကသူတို့အတွက်မတိုက်ပြီးတော့ဘူးဒီတပ်ဖွဲ့တွေကတိုက်လည်းမတိုက်ရဲတော့ဘူးထွက်ပြေးတော့မယ်လို့ယူဆရပြီဆိုတာနဲ့သူကအသက်အနေရောပါရန်ရှာဖို့စူးစမ်းလာတဲ့အနေအထားဖြစ်တယ်အဲ့ကျစစ်ကောင်စီတပ်သားတွေအနေနဲ့ပေါ့နော်ငါတို့လှုပ်ပေးနေရတာဟုတ်ရောဟုတ်ရဲ့လားငါတို့ရဲ့ခေါင်းဆောင်နေရငါတို့ပေါ်မှာတကယ်ဒါခုနလိုစေတနာရောရှိရဲ့လားတကယ်ကိုချင်းစာစိတ်ကောရှိရဲ့လား မတို့ပေါ်မှာကြီးရှုစောင့်ရှောက်ရလားဆိုတဲ့ဟာကိုပြန်စဉ်းစားသင့်တယ်ဗျအခုတော့ဒါတို့အတွက်အသက်ပေးရင်ပေးမပေးရင်မင်းတို့ငါတို့ကိုယ်တိုင်လက်သက်မယ်ဆိုတဲ့အဖြစ်မျိုးတွေတို့ကြုံနေရတယ်အဲကြကျွန်တော်တို့လည်းဒီဟာနဲ့ပတ်သက်လို့ပြောပေါင်းတော့များပြီပေါ့ဗျာအဲကြတော့နားဝင်တဲ့သူတွေအမြင်ပြောင်းလဲတဲ့သူတွေကတော့အချိန်မီဒါတော်လည်းတဖွဲ့နဲ့ပူပေါင်းနေပြည်သူတွေတစ်ဘက်ကိုကူပြောင်းနေပေါ့နော်အဲလိုမှနားမဝင်တဲ့သူတွေကတော့အခုအချိန်ထိဒါဒေဆိုးနဲ့တည်ရတာရှိတယ်အဆုံးသက်မလှတာရှိတယ်သူတို့မိသားစုတွေဒုက္ခရောက်သွားတာရှိတယ်ပေါ့နော်အဲတော့ ဒေါ်လာကြီးတစ်ခုအနေနဲ့ခြုံကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီရက်ပိုင်းမှာလည်းသတင်းကောင်းတွေအများကြီးကြားရတယ်လို့ပြောရမှာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုသတင်းကောင်းတွေအများကြီးရဖို့အတွက်ကျွန်တော်တပ်ဖွဲ့တွေကလည်းအောက်မှာရှိတဲ့မြေပြင်မှာရှိတဲ့ဒါကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကလည်းစူးစမ်းနေကြတယ်အဲ့တော့ကျွန်တော်ရဲ့ပြည်သူတွေကလည်းနောက်ကနေတက်နိုင်တဲ့အပိုင်းတွေမှာကူပြီးတော့ပါဝင်ပေးကြမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကရောက်ကိုရောက်မယ်လို့ကျွန်တော်တေချာပေါက်ပြောရပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်